ောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်ဘဲနဲ့အတိမမပြေထိုင်းနိုင်ငံသားဝင်ကြီးကထုတ်ပြောပြီးဒေါက်ဆန်စွကြည်ကိုလှုပ်ပင်းရန်ချိန်တန်မျိုးတောင်းဆိုမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်ဘဲနဲ့အတိမပြေမှုမဟုတ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးကထုတ်ပေါ်ပြောဆိုလိုက်ပြီးတော့ဒေါက်ဆန်စွကြည်ကိုလှုပ်ပင်းရန်ချိန်တန်မျိုးလို့တောင်းဆိုတယ် နိုဝင်ဘာ25ရက်နေ့မှာထိုင်းနိုင်ငံသားရင်ဝင်ကြီးကထို့သို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးမြန်မာစစ်တပ်ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချမှုနှစ်ခုလုံးရှိမည်မဟုတ်ကြ။သူ့အနေဖြင့်လည်းရွေးကောက်ပွဲကိုအတိမပြုမည်မဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုရယ်။ကျွန်တော်တို့ကရွေးကောက်ပွဲကိုလွတ်လပ်ပြီးယုံကြည်ရရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်။ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲတွေကိုအတိမပြုမဲ့အနေထားမျိုးရှိမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားရင်ဝင်ကြီးကဆိုပါတယ်။ တို့တော့2020ခုနှစ်မှာသမရတိန်စိန်ကမပြည့်စုံတဲ့ရွေးကောက်ပွဲနဲ့သမရဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက်ပိုင်းဒေါန်ဆန်းစုကြည်ကိုလွတ်ပေးခဲ့က LD ကရွေးကောက်ပွဲမှာအနိုင်ရခဲ့မှုကိုပြန်ပြောင်းပြောကြကရင်းခဲ့သူပြုပြင်ပြောင်းလဲရေးစီကိုခြေလက်တရဖြစ်နိုင်ကြောင်းအကြံပြုခဲ့တယ်။မပြည့်စုံတဲ့ရွေးကောက်ပွဲတစ်ခုကလည်းနိုင်ငံကိုတည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ပြန်လည်ရောက်ရှိစေကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့ပြောတယ်။ထို့ပြင်အသက်80နှစ်ရွယ်ဒေါန်ဆန်းစုကြည်ကိုလူသားချင်းစာနာမှုနဲ့ပြန်လည်လှုပ်ပြန်မြန်မာစစ်တပ်ကိုထိုင်းနိုင်ငံဂျာယီဝင်ကြီးကတောင်းဆိုတယ်။ သူမကိုလွတ်ပေးဖို့အချိန်တန်ပါပြီတခါတလေမှပြောသင့်တဲ့မှန်ကန်တဲ့ຢာတွေကိုကျွန်တော်တို့ပြောရပါမယ်သူမအချိန်ကြာမြင့်စွာထိမ့်သိမ့်ခံခဲ့ရတယ်သူမရဲ့အသက်အရွယ်ရသူမရဲ့ကျန်းမာရေးအခြေအနေကိုကျွန်တော်တို့မသိရဘူးဒါကြောင့်လဲအဲ့ဒါကိုပထမဆုံးချက်အနေနဲ့ဒါမှမဟုတ်ချက်ချင်းပဲလှုံ့ဆော်ပေးဖို့မျှော်လင့်ပါတယ်ရင်းပြင်ရွေးကောက်ပွဲပြီးသွားတဲ့အချိန်အာဆီယံနေဖြစ်မြန်မာနိုင်ငံကိုပြန်လည်ထိတွေ့ဆက်ဆံခက်ခဲမှုဖြစ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးကထပ်မံပြောဆိုခဲ့ပါတယ် လက်ရှိချင်းနေနဲ့သူတို့လိုအပ်တဲ့ပြန်လည်တင်ပြန်စနစ်မှုမျိုးမရသေးပဲရွေးကောက်ပွဲတွေကျင်းပမယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုခက်ခဲမယ်လို့ထင်ပါတယ်။ဆက်လက်ပြီးဂျပန်စစ်တပ်က95ကကြီးနဲ့ထောင်ချထားတဲ့3တုံညာ85ဦးပြန်လွတ်ပြီးတော့အမှုဖွင့်ထားသူ9580ဦးတို့ကအမှုပိတ်သိမ်းမျိုးစုံနိုင်ငံအကျဉ်းသားများစုမှအကြမ်းဖက်တိုက်ဖျက်ရေးပုံမှာမတရားသိမ်းဥပဒေဖောက်ခွဲရေးပုံမှာရွေးကောက်ပွဲနောက်ဆက်သွယ်တဲ့ဥပဒေအပအဝင်မတရားဥပဒေနဲ့ဖန်ဆီးထားခြင်းဖြင့်အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှာ905ကကြီးနဲ့ထောင်ချထားတဲ့3 385ဦးကိုပြန်လွှတ်ပေးပြီးအမှုဖွင့်ထားသူ9580ဦးကိုအမှုပိတ်သိမ်းပြီးယနေ့ထုတ်ပြန်ကြေညာပါတယ်။အကြပ်ဖက်စစ်တပ်ကကျင်းသား824ဦးကိုပုံမှန်9000ကကြီးနဲ့ပြစ်ဒဏ်လွညိန်ခွင့်ပြုခြင်းအကျဉ်းသား2362ဦးကိုပုံမှန်9000ကကြီးနဲ့ထောင်ချထားမှုကိုလွညိန်သက်သာခွင့်ပြု၎င်းစုစုပေါင်းကျင်းကြခံရတဲ့အကျဉ်းသားအကျဉ်းသူ385ဦးကို၎င်းပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းရှောင်နေသူ9980ဦးကိုအမှုတွေပိတ်သိမ်းကြောင်းစစ်တပ်က ယနေ့ညပိုင်းထုတ်ပြန်တဲ့ American မြမရဲ့အခြေအနေတိုးတက်လာပြီးကြေညာပြီး TBS ကိုဖျက်သိမ်းလိုက်ပြီးနောက်စစ်တပ်ကရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအလုံးလွတ်လပ်မျှတစွာမဲပေးနိုင်ရေးဥစုကထို့သို့ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ပြည်တွင်းရှိနိုင်ငံအကျဉ်းသားဟောင်းတောကစစ်တပ်ထုတ်ပြန်ချက်မှာအမှန်တကယ်နိုင်ငံရည်ရွယ်ချက်နဲ့ထုတ်ပြန်ခြင်းမဟုတ်ဘဲ American အသိမပြုမှုကိုရရှိစူးစမ်းမှုသာဖြစ်ကြောင်း ိုင်ငံချင်းသားအများစုမှာပုံမှန်905ကကြီးတစ်ခုတည်းမဟုတ်ပဲအကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်မတရားသိမ်းဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနှောက်ယှက်သူတွေဥပဒေအပါအဝင်မတရားသောဥပဒေပုံမှန်နဲ့ဖန်ဆီးထားခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုရယ်တကယ်နိုင်ငံရေးပြောင်းလဲဆိုရင်တော့လူထုကောင်ဆောင်ဒေါက်ဆက်စုကြည်နဲ့သမရအဝင်းမြင့်တို့ကိုလှုပ်လိ LED CEC တွေကိုအလုံးလို့အခုကလည်းအမေရိကန်အသိမှတ်ပြုမှုရဖို့ဝီယာဖာယာဟန်ရေးပြတဲ့အလုပ်ထလုပ်တာမတရားဆင်ရနာသိမ်းထားလို့ပြည်တွင်းမှနိုင်ငံရေးအကျဉ်းသားအတော်ကပြောပါရယ် ဇလဘီနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘို့ချုပ်မျိုးမင်းထွေကိုလက်ပေးလက်ယူမှုစစ်ဆေးကြရှုံမှုတွေနဲ့ယာရုမဖေရှားစစ်ခုံရုံးတင်ကလောင်းစစ်ဦးစီးတက်ကတော်ကြောက်ကြီးဘုံမှုချုပ်ကျော်တရားကိုနမခတိုင်းမူအသည့်ဖြစ်ခန့်အံဇဂိုင်းနိုင်မော်အမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘို့ချုပ်မျိုးမင်းထွေကိုလက်ပေးလက်ယူမှုစစ်ဆေးကြရှုံမှုတွေနဲ့ယာတုမဖေရှားစစ်ခုံရုံးတင်လိုက်ပြီးကလောကစစ်ဦးစီးတက်ကတော်ကြောက်ကြီးဘုံမှုချုပ်ကျော်တရားကိုတိုင်းမူတဲ့ဖြစ်ခန့်လိုက်ကြောင်းစစ်တပ်သတင်းမြစ်တန်ကနေသိရပါတယ် အနာမြတိုင်းစစ်ဌာနချုပ်တိုင်းမှုသစ်ဖြစ်လာတဲ့ဗိုလ်မှူးချုပ်ကျော်သူရမှာကလောစစ်ဦးစီးတက်သူကျောင်းအကြီးဖြစ်ကနေတိုင်းမှုရာတို့ကိုရာထုရွှေ့ပြောင်းနိုင်ခြင်းဖြစ်ပါတယ်။၎င်းမှာစစ်တက်သူပတ်စဉ်40ကဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးတက်သူအမှတ်ခွန်စစ်စင်ကိုကဲမှုဌာနချုပ်မှုစစ်ဦးစီးတက်သူမှာရာထုတာဝန်တွေကိုထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ်။ လက်ရှိအနေထားရဆိုရင်တော့ဥစတာကကြောက်ကြီးစစ်တိုင်းမှုနှစ်ယောက်ဖြစ်နေရကိုတွေ့ရတယ်။ဆာယာဖဖန်မှာလည်းဘိုးချုပ်ကျော်ကျော်ဟန်လည်းဥစတာကြောက်ကြီးပြီးရခုတက်ရောက်လာကျော်သူရကလည်းဥစတာကြောက်ကြီးပါပဲ။နောက်ဥစတာကြောက်ကြီးကိုဘယ်သူခတ်နေဆိုတာကိုတော့ကျွန်တော်လိုက်ပြီးစုံစမ်းနေဆုံးပဲရှိပါတယ်။ဒါပေမဲ့မြောက်လိုက်အနေနဲ့တော့အခုနောက်ပိုင်းကျင်ကြောက်ကြီးပဲထောက်လျှောက်စစ်တပ်တို့ကြောက်ကြီးတွေဥစတာကြောက်ကြီးတွေစစ်တိုင်းမှုတွေဖြစ်ရရဆက်ဆက်ပေးလာနေတယ်။ရခိုင်တိုင်းမွားဘုံဘုတ်ကျုပ်မျိုးမင်းထွေကိုသခိုင်းတိုင်းနဲ့ချင်းပြည်နယ်အတွင်းစစ်စင်ရှုံနေမှုတွေအမိတ်မနာခံမှုတွေကြောင့် နိုဝင်ဘာဒုတိယပတ်ကစတင်ပြီးခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးဒုစစ်ကောင်ဆောင်စုံဝင်ကိုယ်တိုင်ကြီးကြပ်ကုတ်ကဲစစ်ဆေးခဲ့ကြောင်းရင်းနောက်လက်ပေးလက်ယူမှုရွှေတူးဖို့ကွင်းနဲ့တရားမဝင်တိထုတ်လုပ်ခွင့်များစွာကိုလည်းလက်ငွေကြေးများစွာရယူခဲ့ခွင့်ပြုမှုတွေပေါက်လာတဲ့ဖြစ်ရာထူးမှဖယ်ရှားစစ်ကောင်တင်ထားပြီးဖြစ်ကြောင်းသိရပါတယ်စတီမလာ20ရင်းနေသခိုင်းတိုင်းဖောင်းမြို့ကိုဒေါ်လေးတက်တွေကတိုက်ပိုက်သွားခြင်းသခိုင်းတိုင်းတွေထိုးစစ်ဆင်နေစစ်ကြောင်းနေကြပြတ်တိုက်ခိုက်ခံရပြီးချိန်မုန်းခံရခြင်းအပါအဝင်စစ်စင်ရင်ရှုံးနေမှုတွေကြောင့်နောက်မြတ်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မြို့မင်းတွေကို စစ်တပ်ကဖမ်းဆီးကရာထူးမှာဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်ထအနာကျောက်တိုင်းမှဘုံမိုးကျောက်မြို့မင်းထွန်းကိုနိုဝင်ဘာလ10ရက်နေ့ဦးပိုင်မြန်ွယ်ရီလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင့်သောလူမြင့်ကွင်းကနေပြောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ်။ နောက်မြတိုင်းစစ်ဌာနချုပ်တိုင်မူဘုံမှုချုပ်မြို့မင်းတွေကအလုတ်တင်ပို့တင်တဲ့ဒေသ26ကဖြစ်ပြီးတမ17လောင်ကိုက်ဒေသကုတ်ကဲမှုစစ်ဌာနချုပ်ကြောင့်မဲအမှတ်၁စစ်စေကုတ်ကဲမှုစစ်ဌာနချုပ်တို့မှတမမှုတောင်းဝေယူခဲ့တယ်။2024ခုနှစ်ဩဂုတ်လတွင်နေ့ကိုကန့်နဲ့ပူပေါင်းတပ်တွေကအရှိမျောက်တိုင်းစစ်ဌာနချုပ်ရွှေလာရှိုးကိုတိုင်စင်တိုင်မှုဘုံချုပ်ဆိုတဲ့တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တပ်ထင်စောနဲ့တူဘုံမှုချုပ်မျိုးမိထွက်ကလည်းကိုကန့် MND ထံမှလက်နက်ချအညံခံခဲ့ပါတယ်2024ခုနှစ်ဒီဇင်ဘာ16ရက်နေ့လာရှိုးတိုက်ပွဲမှာလက်နက်ချအညံခံခဲ့တဲ့ဘုံမှုချုပ်မျိုးမိထွက်ကို မင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်ခံခဲ့ပါတယ်။ဆလဗီမြန်မာစစ်တပ်အတွေ့အော်ရွေးကောက်ပွဲကိုအမေရိကန်ဆွေရကပြပြတသားသားပယ်ချရဲအမေရိကန်လွှတ်တော်နေရက်လုံးမှာနိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌရဲ့လွှတ်တော်မတ်တွေကတောင်းဆိုမြန်မာကျန်းဖက်စစ်တပ်ရဲ့အတွေ့အော်ရွေးကောက်ပွဲကိုအမေရိကန်ဆွေရကပြပြတသားသားပယ်ချရဲအမေရိကန်လွှတ်တော်နေရက်လုံးမှာနိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌရဲ့လွှတ်တော်မတ်တွေကကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။အမေရိကန်အလွှတ်တော်နိုင်ငံသားရဲ့ကော်မတီဥက္ကဋ္ဌနဲ့လွှတ်တော်အမတ်တွေဖြစ်ကြတဲ့အထက်လွှတ်တော်နိုင်ငံသားဆက်ဆက်ကော်မတီဥက္ကဋ္ဌနဲ့ အထက်အလွတ်တော်များဖြစ်ကြတို့ကတရုတ်နိုင်ငံထောက်ပံ့မှုနဲ့မြန်မာစစ်တပ်ကကျင်းပအစီအစဉ်နေတဲ့ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။နိုဝင်ဘာ19ရက်နေ့မှာအောက်လွတ်တော်နိုင်ငံကြီးရဲ့ကော်မတီကကျင်းပခဲ့တဲ့ကျားနာပွဲမှာတပ်တွေများအလုံးကစစ်တပ်ရွေးကောက်ပွဲမှာခြေကအနှစ်ချက်ရှိပြီးလက်ရှိအခြေအနေတွေအရပြင်းရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတမှုမဟုတ်တညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြောင်းကြေညာချက်မှာပေါ်ပြတယ်။ မြန်မာနိုင်ငံမှာလာမယ့်ဒီဇင်ဘာမှာစီစဉ်ထားရွေးကောက်ပွဲတွေကဟန်ပြန့်ရွေးကောက်ပွဲရဲ့ဒါဖြစ်တာကိုတသက်ပြနေကြောင်းနိုင်ငံတကာအတိုင်းဝိုင်းကိုလှည့်ဖြန့်ဆီယနာရှင်ဘွဲ့ကစီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး2021ခုနှစ်အာနာသိမ်းမှုနဲ့မြန်မာပြည်သူ့ဘော်လက်ရှိကျွလွန်နေအကြမ်းဖက်မှုတွေပြီးမှတရုတ်ကျောထောက်နောက်ခံပြုစစ်ကောင်စီအတွက်တရားဝင်မှုဖန်တီးပြန်ရည်ရထားခြင်းဖြစ်ကြောင်းအာနာသိမ်းပြီး9နှစ်နီးပါးကြာစစ်ကောင်စီကတရုတ်နဲ့ရုရှားတို့ထံကနိုင်ငံရေးနဲ့ဆင်ရပံ့ပိုးမှုတွေတွန်းပြရရှိနေတော်လဲနေမြေထိုင်းချော်ရုံးကန်ရဆက်ဖြစ်ကြောင်းလွှတ်တော်အမတ်တရကြေညာချက်ကဆိုတဲ့ ကမ္ဘာတဝိုင်းဒီမိုကရေစီနဲ့နိုင်ငံတကာမှာအသိမှတ်ပြုထားလူ့ခွင့်ရေးတွေအပေါ်အမေရိကန်ပြည်အောင်စွဲကတိကဝင်းနဲ့ညသမရထရန်ဆိုရဖွဲ့နေဖြင့်ဆိုရဲမှုတွေရှိနေရွေးကောက်ပွဲနဲ့မြန်မာပြည်တွင်းလွတ်လပ်စွာတရားမျှတစွာရွေးချယ်ခွင့်ကိုညှင်းပယ်တဲ့မြို့တိရွေးကောက်ပွဲရလကုံဆိုဆက်ကျင်ပြောဆိုကြတဲ့လွှတ်တော်မတ်တင်ကတိုက်တွန်းတောင်းဆိုတဲ့အမေရိကန်ဆိုရကမြန်မာနိုင်ငံမှာအခြေအနေတိုးတက်လာပြီးဖြစ်ပြမြန်မာနိုင်ငံသားတွေအတွက်ပေးအပ်ထားတဲ့ယာယီခေါ်လုံခွင့် TPS ကိုဖျက်သိမ်းကြောင်းနိုဝင်ဘာ25ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်ဆွေရ DHS လို့အမိမြေလုံးကျွေးဝင်ကြီးဌာနကထုတ်ထားမြန်မာရေးတိုးတက်မှုတွေရှိနေပြီဆိုတာဘလို့အခြေအနေပေါ်မှာသုံးသက်တာလဲချက်လက်တွေမှားနေတယ်ကျွန်တော်နေနဲ့တာကိုထောက်ပြဖို့ရှယ်လို့ American ချေဆိုင် Burma Research Institute မှာ Sothon Mon ကပြောဆိုပါတယ်လရှိ American ဆွေရနဲ့ American လွှတ်တော်နေရာကြောင့်စစ်တပ်ရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေရကိုမြင်ရကြောင်း American ရောက်မြမရေးကြမ်းကျင်သူတွေကတုံ့တက်ပြောဆိုထားကြပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ထူးမြင်ကျေးဇူးတင်ရှိပါရရှင်။